အာဇာနည်မြောက်မင်းရှင်းလွန်ပြီးသောအခါကဟိမဝင်သာတော်၌ဘုရားလောင်းမြောက်မင်းဟာမြောက်အများပြားကို အုပ်ချုပ်လျက်ပျော်ရွှင်စွာနေထိုင်လျက်ရှိပါသည်သောဟိမဝင်သာတော်တွင်သို့စစ်စဲလျက်ရှိသောငင်းကာမြေကံပင်နာတွင် အလုံးချုံမြိန်သောအသီးများတိပွင့်တဲ့တရေပင်တပင်ရှိလေ၏။သောတရေပင်မှာတရေသီးတို့ဟာ အနံ့အရသာနေပြေဆောင်တော့ကြောင်းမြောက်အပေါင်းတို့ဟာထိုတရသေးတို့ကို အစာအဖြစ်စားသုံးကြလိရှိပါတယ်။တနည်းတနိုင်ထိုတရပင်မှာအသီးများသီးနေသော အကိုင်းခက်တစ်ခုဟာမြစ်အပေါ်တို့ထိုးထွက်လျက်ရှိလေ၏။ထိုအကိုင်းမှာတရသေးတစ်လုံးဟာမဲ့၍ကျွေလီသော မြစ်အတွင်းသို့ကျပြီးမျောပါသွားပါတယ်။ထိုမျောပါသွားသောတရသေးဟာဘာယာနတိအဖြစ်အနည်းတို့ တောင်တင်လေတော့တစုံတယောက်မှဆယ်ယူပြီးအစင်းအနှံ့အယတာနဲ့ပြေဆောင်ကြောင်းသိရှိပြီးဘယင်မြင်းမြတ်ထံဆက်တာခဲ့ပါတယ်ပရင်မင်းမြလည်းစားတော့လေတော့အလွန်စားကောင်းတော့ကြောင့်ထမှန်စားခြင်းစိတ်ဖြစ်ပေါ်လာပြီးဘူပါပေါင်းဆံရံကမုံဆိုးကိုလမ်းပြခိုင်းစေပြီးတရက်ပင်ရှိအောင်ဟိမဝင်တာတော်သို့ကြွားချီလာခဲ့ပါရဲ့ တော်တွင်၌တရက်ပင်ကိုတွေ့လေသောပရည်မြင့်မြတ်နှင့်ဘောပါပေါင်းတို့ဟာတရက်သီးများကိုခူးယူစားသုံးခဲ့ကြပါသည်ထို့နောက်နေဝင်သောအခါထိုတရက်ပင်အရှိအအောင်မှာပင်အိပ်ဆက်အနားယူခဲ့ကြပြန်ပါသည်မရေမြင့်မြတ်နှင့်အချွေအရန်တို့အိပ်ပျော်နေစမှာမြောက်တို့ဟာသူတို့၏အစာဖြစ်သောတည့်ရတီများကို အပင်ပေါ်တက်၍စွာသုံးကြပါသည်ထို့စဉ်ဘရေမြင့်မြတ်လည်းနိုးလာခဲ့ပြီး လေးသမားတို့ကိုတရက်ပင်ပေါ်သို့ဝမ်းရံထားရန်အမိန့်ပေးခဲ့ပါတယ်။မြောက်ပေါင်းတို့လည်းကြောက်လန့်ကုန်ကြပြီးဖရာလောင်းမြောက်မင်းထံချင်းကပ်လာတတ်သောကြောင့်မြောက်မင်းလည်းသင်တို့အားငါ၏အသက်ကိုပေး၍ကဲတယ်မည်ဟုဆိုပြီးမြစ်အပေါ်တွင်ကိုင်းနေသောတရက်ကိုင်းအစွန်းမှအပါလာသောအဟုန်ဖြင့်ခုံပြီးမြစ်တစ်ဖက်ကန်သို့ခုံကူးခဲ့ပါသည် ထို့နောက်တစ်ပင်တစ်ပင်မှຫນွေကြိုးခွေတစ်ခုကို ဖြတ်ပြီးတစကို တစ်ပင်တွင်ချီပြီးကြံတစကိုမိမိခါ၌ချီလျက်တရက်ပင်ရှိရာတစ်ဖက်ကန်းသို့ပြန်လဲခုန်ကူးလာခဲ့ပါသည်။ຫນွေကြိုးကိုဖြတ်စဉ်ကတစ်ဖက်ကန်းမှတစ်ပင်နှင့်တရက်ပင်၏အကွာအဝေးကိုမှန်း၍ဖြတ်တော်လဲ အနှဲငယ်တိုးသွားသောကြောင့်လိုအပ်နေသောအကွာအဝေးကိုဖျားလောင်းအောင်သူဤခန္ဓာကိုယ်ကိုအစားထိုး၍ကြံမြောက်အပေါင်းအားသူဤကြောကုန်းပေါ်မှနင်းပြတ်စေလျက်တပတ်ကံတို့ကုစီခဲ့ပါရဲ့မြောက်ပေါင်းလဲဖျားလောင်းမြောက်ပင်အားအယုတိပြုတ်ပြီးနောက်ဖေးမြင်းစွာကုခဲ့ကြပါရဲ့သူမြောင်များအနက်မှမြောင်မင်းကို အမြဲရန်ရှာလိရှိသောဒေဝရက်လောင်းမြောင်ဟာမြောင်မင်းကို ။တရားရောက်စီရင်အလုံးကအမြင့်သို့တက်ပြီးမှမြောက်ဤကျောကုန်းပေါ်သို့ အရှိအဟုန်ပြင်းစွာခုန်ချပြီးနှွယ်ကြိုးကိုပြင်းစွာနှီး၍တဖက်ကန်သို့ကူသွားခဲ့ပါသည်။သူတို့ပြင်းထန်စွာခုန်ချသောအချိန်နှင့်ရှေးမှမြောင်များ ဖြက်ကူးသွားသောတံကြောင့်ဝေဒနာပြင်းထန်ကိုခံစားလျက်ဒီကောင်တည်းတွဲလျောင်းခိုလျက်ကြံ့ရီခဲရပါသည်သူအပြစ်ပြက်ကိုမြင်သော ဖယားနေတီမင်းလေမြောင်မင်းဟာတရိစ္ဆာန်ဖြစ်လင်ကစားမိမိအသက်ကိုပေး၍အများကိုချမ်းသာအောင်ပြုလုပ်ပြီးပုံကိုအလိုကြည်ညိုသောကြောင့်မြောင်မင်းကိုတပင်ကိုင်းစွမ်းမှအသာရချပေးခဲ့ပါတယ်။ထို့နောက်တန်ရများကိုစီဖြစ်နေစီပြီးနူးညံ့သောအရာတစ်တွင်အနားယူစေခဲ့ပါတယ်။ပရင်မင်းမြက်လေထိုးပြပြက်ကိုအံ့ဩလွန်၍မြောင်မင်းအောင်ထိုးမြောက်တို့နှင့်ဆွေမျိုးတော်ဆက်တနီးဟုမေးလေ၏ ညမင်းကအရှင်မင်းကြီးငါသည်အကြီးမှုဖြစ်သောကြောင့်ထုံမြောက်တို့၏ကောင်းကျိုးချမ်းသာကိုငါဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်။ထို့သောဆောင်ရွက်လင်ငါတေမီကိုတည်တော်လဲစိုးရင်ခြင်းမရှိဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုအရှင်ပြခဲ့ပါတယ်။အသိမင်းကြီးလည်းငါ၏ပုံစံကို အတုယူ၍တတမာတို့၏ကောင်းကျိုးကိုဆောင်ရွက်ပါလိမ့်ဟုဆုံးမစကားပြောပြီးလင်အတန်ကုံဆုံးသွားခဲ့ပါတယ်။ ရုံကလေးရဲ့ညံစွမ်းပုံမြင်ရှိရှိတုန်းကတောအုပ်ကြီးတခုမှာယုံဝဝနေစင်ကလေးတို့ဟာအတူတကွပျပျော်ရွှင်နေထိုင်သွားလာကြတဲ့တနေ့မှာတော့ပျပျော်ရွှင်ကစားနေတော့ဂူကြီးတခုကို တွေ့လို့ဝင်သွားကြတယ်အဲ့ဒီဂူကြီးတဲမှာအရိုးရိအသားစရီနဲ့အမွေးအမြင်တွေကို တွေ့ကြရတဲ့တဲ့အဲ့ဒီအခါမှာဝဝံကလေးဟာဒီဂူကြီးတဲမှာ အကောင်ကြီးကြီးနေတာဖြစ်မယ်လို့ပြောတဲ့တဲ့ စင်ကလေးကတော့တန်မာတဲ့အကောင်ကြီးနေတာဖြစ်မယ်လို့ပြန်ပြောတဲ့တည်းရှုံကလေးကတော့စဉ်းစားပြီးမှဒီကူကြီးထဲမှာရှင်တိကြီးနေတာဖြစ်ရမယ်လို့ပြောလိုက်တဲ့ကွယ်အဲ့ဒီအချိန်မှာရှင်တိကြီးပြန်ရောက်လာပါလိမ့်ရောသူတို့သုံးကောင်ကိုမျက်နှာနဲ့စိတ်ဆိုးပြီးဟိန်ဟောက်လိရောတဲ့အဲ့ဒီအခါဘုံဘုံနဲ့စင်ကလေးတို့နှကောင်ဟာငိုနေကြတဲ့ယုံကလေးကတော့ပြောရမယ့်စကားကိုစဉ်းစားနေတဲ့တဲ့နောက်တော့ရဲရဲဝံ့ဝံ့နဲ့ အရှင်ရှင်သိမေခမအရှင်နေတဲ့ဂူမန်းမသိလို့ဝေမိတာပါဒီဒီစိန်တော့ခွင်းလို့ပေးပါလို့တောင်းပန်လိုက်တယ်ကွယ်အရိအခချင်းသိကြီးဟာစိတ်ဆိုးနေရကစိတ်ကြည်နဲ့သွားပါလေရောတဲ့အရွယ်ငယ်ပေမဲ့ရဲရဲမွမွနဲ့ချိုချိုတတာပြောလိုက်တဲ့ယုံကလေးကိုတောပရင်ချင်းသိကြီးဟာသဘောကျပြီးအားလုံးကို ပြန်လွတ်ပေးလိုက်တဲ့ကွယ်ဒါကြောင့်သူတို့အားလုံးဟာပျော့ပျော့ရွှင်ပြန်လာနိုင်ကြတယ် အရင်နာမှာဝမ်ဝမ်နဲ့အစင်ကလေးတို့ကရုံကလေးကိုတီကူကြီးရဲ့မှာချင်သေးကြီးနေတာကိုမင်းမလို့သိလဲလို့မေးကြတဲ့ကဲတငယ်ချင်းတို့ရောရုံကလေးဘာကြောင့်သိတာလဲဆိုတာစဉ်းစားလို့ရရင်ဖြေခဲ့ပါဦးနော်ကျောင်းထဲကျွတ်ပေါ်မြင်ဒီနေ့မှာကျောင်းတကောင်ဟာကျွတ်ကလေးတကောင်ကိုဖမ်းမိတဲ့တဲ့အဲ့ဒီကျောင်းဟာကျွတ်ကလေးကို မစားသေးဘဲကစားနေတဲ့တဲ့ကျွတ်ကလေးကမောလုံးလို့သူ့ကိုလွတ်ပေးဖို့တောင်းမှန်တဲ့တဲ့ ဒါပေမဲ့အကြောင်းကလေးကကစားရရင်ပြောစရာကောင်းတယ်လို့ပြောပြီးဆက်ကစားနေတယ်။အရင်အချိန်မှပဲခွေးကြီးတကောင်ကအကြောင်းကိုလိုက်တဲ့အတွက်ကြောင်လဲကြွက်ကလေးကိုလွတ်ပြီးသစ်ပင်ပေါ်ကိုတက်ပြေးရတဲ့တည်း။ကြောင်ကလေးဟာတက်ရစင်ရနဲ့မော်လွန်းလို့သူ့ကိုလွတ်ပေးဖို့တောင်းပန်ရှာတယ်တဲ့။ဒါပေမဲ့ခွေးကြီးက ကစားရတာပြောစရာကောင်းတယ်လို့ပြောပြီးဆက်ကစားနေပြန်တယ်။အဲ့ဒီစကားကိုကြားတဲ့ကြွက်ကလေးဟာ အာရပါရရှဲမောလိုက်တဲ့ကွယ် အသေးအဖွဲ့တွေကိုလည်းခယူဆိုင်ပါတစ်ချိန်တုန်းကတောတစ်ခုတွင်ပိုလာဝုံဝုံတကောင်နေထိုင်တဲ့အဲ့ဒီပိုလာဝုံဝုံဟာလောဘလေကြီးတဲ့ဘယ်အရာပဲဖြစ်ဖြစ် သူဟာအကြီးဆုံးကိုလိုချင်မြဲပါတနေ့သောအခါမူလဲပိုင်းတွင်အချိန်တွင်သူနိုးလာသောအခါသူ၏အစာအိမ်မှကျေလောင်သောညီတန်တစ်ခုကိုကြားလိုက်မိပါသည် သူအခါပိုလာဝုံဝုံက"အိုးငါအရန်စာနေပြီ"ဟုပြောဆိုပြီးသူသည် အစားအစာရှာဖွေရန်ဆုံးဖြတ်ခဲ့ပါတယ်။ရာသီဥတုတာယာရာကြောင့်ပိုလာဝုံဝုံက"အိုးဒီနေ့ဟာတကယ်ကိုလပတာယာတဲ့နေ့ပါပဲ။ဒီနေ့ငါ့တွေအများကြီးရှိနေမယ်"ဟုတွေးလိုက်ပါတယ်။ဒါကြောင့်သူဟာမြေကမ်းပါလို့အလေးအမြန်သွားလိုက်ပါတယ်။ မြစ်ထဲကိုကြီးလိုက်တော့မောင်မောင်ဟာပျော်နေပါတယ်။ငါးရီအများကြီးရှိတယ်။ဒီနေ့ငါးအများကြီးစားရတော့မယ်ဟုတွေးတော်ပြီးပျော်နေတာပေါ့။ကိုလာမောင်မောင်ဟာမြစ်ထဲမှာငါးတကောက်ကိုဖမ်းလိုက်ပါတယ်။သူဖမ်းပြီးနဲ့ငါးကိုကြီးလိုက်တော့ဟမ်ဒီငါးကသေးလို့နဲ့ငါအစာအိမ်ကိုမပြည့်နိုင်ဘူး။ဒီငါးထက်ကြီးတဲ့ငါးကိုငါစောင့်ရမယ်ဟု ပြောဆိုရင် ဖမ်းမိတဲ့ငါးကိုရေထဲသို့ပစ်ချလိုက်ပါတယ်။အဲ့လိုပဲငါးတွေကိုဖမ်းသူဖမ်းမိတဲ့ငါးကတေးလုံးတယ်ဆိုပြီးရေထဲသို့ပစ်ချတက်ကတက်ကငါးတွေကိုဖမ်းလိုက်ရေထဲသို့ပစ်ချလိုက်နေနောက်ဆုံးမှာသူဟာဘာမှစားစရာမရှိတော့ပါ သူဟာငားတကောင်မှမရပဲဘိုက်ဆာဆာနဲ့သူလာရလမ်းခရက်တိုင်းပြန်သွားခဲ့ပါတော့တယ် ခွန်အားတခါကခီးသွွားကုန်တဲ့အပွဲတပွဲဟာတောင်တန်းတစ်ခုကိုဖျက်ပြီးခီးသွွားကြရင်လန်ကူလက်တနေရာမှာကံမကောင်စွာနဲ့အပွဲသားတူဟာချေချော်ပြီးခြောက်ကမ်းမတိတ်ကိုပြုတ်ကျသွားခဲ့ပါတယ်အဲ့လိုကြောက်တဲ့ပြုတ်ကြသူဟာကံအားလွန်စွာနဲ့ကံပါတဝက်ကကြောက်ဆွယ်လေးပေါ်မှာတင်းနေလေရဲ့ကြောက်ကံပါကြီးကလည်းအင်မတန်မှနှက်ဆိုင်တော့ဘသူမှလည်းစင်းမကဲဝင်ကြဘူးပေါ့ တီယောကုံတဲ့ဖွဲ့မှာလိုက်ပါလာသူတူကသူ့ကိုကြောက်တဲ့စင်ပြီးကူညီဖို့ဆိုတာတကယ့်ကိုမလွယ်လဘူးပြို့အန်တီရဲ့များလို့ပါတယ်လို့ညင်ညူလိုက်တယ်။နောက်တူကဟုတ်တယ်။သူဟာတိတ်လို့ဖြစ်သွားပါပြီလို့တန်ယောင်လိုက်တယ်။ဒီလိုနဲ့တယောက်တစ်ပေါက်ပြောဆိုတဲ့တွင်စူညံသွားတော့တာပေါ့။တီတော့အဖွဲကောင်းဆောင်ဖြစ်သူက အဖွဲသားတွေကိုစုစည်းပြီးအခုလိုပြောတယ်။ ျိုးတို့တွေသူ့ကိုစင်းကဲ့ဖို့မဖြစ်နိုင်မတော့ထားခဲ့ရုံရှိလိမ့်မှာပေါ့နောက်ဆုံးအနေနဲ့သူ့အိမ်ကိုမာကျင်တာရှိရင်ကျုပ်တို့ကူညီကြတာပေါ့အဲ့လိုဆုံးဖြတ်ပြီးကြောက်ကမ်းမထဲကလူကိုမင်းမြန်ချဖို့ဆုံးဖြတ်လိုက်တယ်သူတို့အားလုံးသဘောတူညီမှုရပြီးတဲ့အချိန်မှာတော့အဖွဲသားတယောက်ကကမ်းမထဲကနေအော်ဟစ်ပြီးမေးလိုက်တယ်ဟေးလူခမည်းဟာမကြခင်တရားတော့မယ် ဒီ၆ကမ်းမကြီးကိုဘလို့နီးနေမှတက်လာနိုင်မှာမဟုတ်ဘူးကျုပ်တို့လည်းစင်းကယ်လို့မဖြစ်နိုင်ဘူးဒီတော့ခမရအနေနဲ့အိမ်မှာဇန်ရင်တဲ့မိသားစုကိုဘာမှချင်းလေကျုပ်တို့သွားပြောပေးပါမယ်လို့အော်ပြောကြတဲ့ဒီအချိန်မှာပြုံးကြသူဟာ၆ကမ်းမကြီးကိုကုတ်ချစ်ပြီးတက်ဖို့ကြိုးစားပါတော့တယ် ကံမတိတ်ကအဖွဲကလည်းတက်ဖို့မကြိုးစားပါနဲ့တော့အောက်ကိုထပ်ပြုတ်ကြပြီးအခြေအနေတွေပိုဆိုးကုန်လိမ့်မယ်။အင်ကိုမာဂျင်ရဲ့စကားကိုသာ ပြောပါလို့အော်ဟစ်မင်းမြန်နေကြတဲ့။အဖွဲကရမယ်အကျိုးမြတ်ဝေစုကိုလည်းသူ့ရဲ့အင်ကိုပေးပါမယ်လို့ထက်လောင်းပြောဆိုကြပြန်တယ်။ဒီလိုပြောလေပြုတ်ကြသူဟာစူးစမ်းပြီးကုတ်ချစ်တက်လီပါပဲ။ ဒီလိုနဲ့တက်လာလိုက်တာမယုံနိုင်အောင်ပါပဲသူဟာ၆ကံမရဲ့အပေါ်ကိုရောက်လာနိုင်ခဲ့ပါတယ်ဒီတော့မှအပေါ်ကသူ့အဖွဲဟာဝမ်းသာအားရဖြစ်ပြီးမင်းကိုမဖြစ်နိုင်ပါဘူးမကြိုးစားနဲ့တော့လို့ဒီတော့အော်ဟစ်ပြောဆိုနေတာကိုနည်းနည်းမှမကယူးမဆိုင်ပဲဘာလို့ဇွတ်တဲတက်လာနိုင်ခဲ့တာလဲလို့ဝိုင်းမိကြတော့ငါဟာတိတ်နာမကြတဲ့ချွေးရင်ချက်ရှိသူတယောက်ဖြစ်ပါတယ် ်မင်းတို့ပြောတာကိုငါမကြားဘူးငါထင်တာကမင်းတို့ဟာငါကို အပေါ်တက်ဖို့တိုက်တွန်းအားပေးနေကြတာလို့ထင်တာနဲ့အခုလိုအားနဲ့မန်နဲ့စူးစားပြီးအပေါ်အထိရအောင်လို့တက်လာခဲ့တာပါလို့ပြန်ပြောလိုက်ပါတော့တယ်